ထူးထူးခြားခြားလေးတွေ့မြင်မှာပါတာတချင်းပုံမှန်ဆိုရင်တနခါတချင်းလို့ပြောလိုက်ရင်ဒါလူကြီးတွေအဲလူကြီးပြိတ္တတွေပိုကြိုက်မဲ့တချင်းမျိုးဖြစ်မှာပေါ့နော်ဒါပေမဲ့အာဇလိုင်ကရည်ရွယ်ချက်က16နှစ်နဲ့30ကြာလူငယ်တွေလူကြီးတွေပေါ့နော် လူလက်ပိုင်းတွေအတွက်အာနားထောင်လို့ အဲသူတို့တွေပိုကြိုက်မဲ့ပုံစံမျိုး flow လေးနဲ့ပြင်ဆင်ထားတဲ့အတွက်လူငယ်တွေကြားမှာလည်းအကြိုက်များမဲ့ပုံစံမျိုးပေါ့နော်အခုဆိုရင်တနခါဒါ UNESCO ဝင်သွားပြီအဲတော့ဒီ UNESCO ဝင်သွားတဲ့မြမဒလိထုံးစံပေါ့နော်ဒီမြမရိုးရစစ်စစ်ကိုချပြကျင်တဲ့အနေနဲ့ရောပြီးတော့အဲဒီ session နဲ့30ကြာလူလက်ပိုင်းလူတွေတွက်ပေါ့နော်ဒီတနခါးလေးကိုသူရဲ့ mindset ထဲစိတ်ထဲကိုပြန်ပြီးတော့ရောက်စေချင်တဲ့အနေနဲ့ရောပေါ့နော်ဒီတနခါးတခြင်းလေးထုတ်ဖြစ်မှာပါ အယမ်းမြင်လို့ရငငယ်တုန်းကဆိုရင်ကြောင်းတက်ရင်တနခေါ့ကိုမျက်နှာတစ်မျက်လုံးလိမ့်နေအာသပင်းနေဆိုရင်လည်းအုံးစီတွေလွှဲနေအောင်လိမ့်နေအအချိန်ပေါ့နော်ဂျန်စီတွေဆိုတော့အအမတရားတွေလည်းဖြစ်တယ်အဲ့လိုတနခါလိမ့်နေချိန်တနခါလေးစားရဲဆိုတာပို့ပြီးတော့မှတ်မိနေပါတော့ပြီးတော့ဒီမြမတနခါကိုတခြား ပေါ့เนาะတခြားကနေဟိုခိုးယူခိုးမယူအောင်ကကိုကိုရိုင်းကပဲထိမ့်သိမ့်ရမှာလေကိုရဲ့ရင်ကျိမှုအမွေနှစ်ဆိုတာကိုကိုရိုင်းထိမ့်သိမ့်ရမှာ ဖြစ်တဲ့အတွက်အဲ့ဒီသဘောလဲအာတက်ရောက်ချင်းလို့ပေါ့เนาะဒီတနခါတချင်းလေးကိုထုတ်ဖြစ်တာဖြစ်ပါတယ်ဟုတ်ပရိသတ်တွေပေါ့เนาะဒီအာ Miss Universe မြန်မာဒီ journey မ join ခင်မှာ ပရိသတ်တွေအတွက်တချင်းချပြဖို့ရှိရပေါ့နော်ပရိသတ်တွေကိုလည်းအာအင်တာဗျူးတွေမှာပြောပြထားပြီးသားပေါ့နော်အဲ့အတွက်ကြောင့်မလို့ပရိသတ်တွေကလည်းတချင်းလေးတွေလွမ်းနေကြပြီလို့လည်းပြောကြရဲအဲ့အတွက်ဒီမှာပဲဒီ journey တစ်လျှောက်မှာပဲဒီပြိုင်နေရဲ့ဇင်ကာလမှာပဲပရိသတ်တွေအာဇလိုင်းရဲ့တနခါတချင်းလေးထွက်ဖို့ရှိပါရဲအခုဒီရက်ပိုင်းမှာပဲပေါ့နော်ဟုတ် တချင်းကတော့နှစ်လလောက်ရှိပြီအဲထွက်မယ်လို့စီစဉ်ထားတာဒါပေမဲ့အအကြောင်းမျိုးမျိုးကြောင့်ရောပြီးတော့တဘာဝဘေးရနေကြောင့်ရောအဲအဲအရာကြီးကြောင့်မထွက်ဖြစ်တာပေါ့နော်ဟုတ်ထူးထူးခြားခြားလေးတွေ့မြင်ပါပါတာတချင်းပုံမှန်ဆိုရင်တနခါတချင်းလို့ပြောလိုက်ရင်ဒါလူကြီးတွေအဲလူကြီးပြိတ္တတွေပိုကြိုက်မဲ့တချင်းမျိုးဖြစ်မှာပေါ့နော်ဒါပေမဲ့အာဇလိုင်ကရည်ရွယ်ချက်က16နှစ်နဲ့30ကြာလူငယ်တွေလူကြီးတွေပေါ့နော်လူလက်ပိုင်းတွေအတွက်အာနားထောင်လို့ အဲသူတွေပိုကြိုက်မဲ့ပုံစံမျိုး flow လေးနဲ့အပြင်ဆင်ထားတဲ့အတွက်လူငယ်တွေကြားမှာလည်းအကြိုက်များမဲ့ပုံစံမျိုးပေါ့နော်အခုဆိုရင်တနခါတာ UNESCO ဝင်သွားပြီအဲတော့ဒီ UNESCO ဝင်သွားတဲ့မြမဒလိထုံးစံပေါ့နော်ဒီမြမရိုးရစစ်စစ်ကိုချပြကြတဲ့အနေနဲ့ရောပြီးတော့အဲဒီ session နဲ့30ကြာလူလက်ပိုင်းလူတွေတွေ့ပေါ့เนาะဒီတနခါလေးကိုသူရဲ့ mindset ထဲစိတ်ထဲကိုပြန်ပြီးတော့ရောက်စေခြင်းတဲ့အနေနဲ့ရောပေါ့เนาะဒီတနခါတခြင်းလေးထုတ်ဖြစ်မှာပါ အာဒီဆုံးမှုပိုင်းမှာတော့ဒါအများကြီးထူးထူးခြားခြားကြီးတော့အဲဆိုခဲ့ရတာမရှိဘူးပေါ့နော်ဟို flow လေးကမြူးမြူးကြွကြွလေးဖြစ်တယ်အဲတချင်းထွက်လာရင်တော့ music video ဘိုင်းကတော့နည်းနည်း spoil လေးတော့ပေးထားတယ် TikTok မှာရှိရဲဆိုတော့အဲပရိသတ်တွေတော့ခံမလို့ရနေပြီပေါ့နော်ဟုတ်တချင်းလေးထွက်လာလို့ရှင်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ် အယမ်းမြင့်လို့ရငငယ်တုန်းကဆိုရင်ကြောင်းတက်ရင်တနခေါ့ကိုမျက်နာတစ်မျက်လုံးလိမ့်နေအာသပင်းနေဆိုရင်လည်းအုံးစီတွေလွှဲနေအောင်လိမ့်နေအအချိန်ပေါ့နော်ဂျန်စီတွေဆိုတော့အအမတ်တရားတွေလည်းဖြစ်တယ်အဲ့လိုတနခေါ့လိမ့်နေချိန်တနခေါ့လေးစားရဲဆိုတာပို့ပြီးတော့မှတ်မိနေပါတော့ပြီးတော့ဒီမြမတနခေါ့ကိုတခြား ပေါ့နော်တခြားကနေဟိုခိုးယူခိုးမယူအောင်ကကိုကိုရိုင်းကပဲထိမ့်သိမ့်ရမှာလေကိုရဲ့ရင်ကျိမှုအမွေနှစ်ဆိုတာကိုကိုရိုင်းထိမ့်သိမ့်ရမှာ ဖြစ်တဲ့အတွက်အဲ့ဒီသဘောလဲအာတက်ရောက်ချင်းလို့ပေါ့နော်ဒီတနခါတချင်းလေးကိုထုတ်ဖြစ်တာဖြစ်ပါတယ်ဟုတ်အာအရန်ကုန်ယူရပေါ့ဘာလို့လဲဆိုတော့ အဲတချို့ရေဆိုရင်တနခါနဲ့ဓာတ်မတက်ရာရှိရဲမလိုက်တာရှိရဲအဲဒါမဲ့ဒါကိုယ်ရဲ့ကံကောင်းမှုလို့ပဲပြောရမှာမသိတနခါနဲ့ဆိုပို့ပြီးတော့လှရဲလို့ခံစားရတယ်။တနခါနဲ့ဆိုတော့ဟိုရွှေညာတရွှေညာသား music video ထဲမှာလည်းဒါတနခါလေးပါတယ်တောတလေးအဲတောတဘာဝအတိုင်းပြီးတော့ပါလီယာလေးတချင်းထဲမှာလည်းအဲ့လိုလေးပါတယ်ဆိုတော့အဲတနခါလိန်ခါတဲ့ဇူလိုင်ဝင်ထဲအမြင်ရတော့မစိမ့်တော့ပါဘူး။ဟုတ်။ Yeah cool on la le music video တွေကတော့အာဒီတချင်းရဲ့ရတနဲ့ဆိုင်တာပေါ့နော်တချင်းရဲ့ရတကိုလိုက်ပြီးတော့မှ music video ဖန်တီးရယ်ဒီတချင်းပေါ်မှာတချင်းခဏခဏနားထောင်တဲ့အခါမှာ idea တွေတဖြည်းဖြည်းရလာရယ်ပြီးတော့ဖဖီတို့မမေတို့ရဲ့ idea လည်းပါတာဖြစ်တဲ့အတွက်အာမြန်မာ channel လေးကိုပို့ပြီးတော့တွေ့ရရယ်ပေါ့နော်အခုဒါတချင်း ဒီတချင်းလေးကလည်းဒီလိုမြမဆန်းဆန်းလေးပဲမန္တလေးသူဆန်းဆန်းလေးပေါ့နော်အဲ့လိုတချင်းလေးဖြစ်တယ်ပြီးတော့အာ fancy ဆန်းဆန်းလေးအပျော်လေးကြီးလည်းပါတယ်အာအနှစ်အနှစ်သာရကြီးအများကြီးပါတယ်တချင်းလေးပါဟုတ် အာဒီ journey ပေါ့နော် Miss Universe မြန်မာ journey ကို join နေတဲ့အချိန်မှာအာဇလိုင်းရဲ့တချင်းလေးကိုလွမ်းနေတယ်လို့ပြောကြရပြည်သက်တွေအတွက်အာအလွမ်းပြေဖို့ပေါ့နော်ဇလိုင်းရဲ့တနခါတချင်းလေးအာထွက်ရှိရမှာဖြစ်ပါတယ်ဒီရက်ပိုင်းအတွင်းမှာပဲပေါ့နော်ထွက်ရှိရမှာဖြစ်တဲ့အတွက်ထွက်လာရင်အားလုံးပဲအားပေးကြပါအောင်ပြောချင်ပါတယ်ရှင်